င်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အင်အားပြင်းကလင်ကြောက်ပြိုကျခဲ့တဲ့မန္တလေး Sky Villa အဆောင်အဆောင်ဘီအဆောင်စီတို့ကိုမေလ18ရက်ကရန်တရားတွေနဲ့ဖယ်ရှားရှင်းလင်းရမှာမနက်7:00နာရီခွဲလောက်ကရုပ်လောင်တလောင်ထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မိသက်ဥစည်းဌာနကထုတ်ပြန်ထားပါတယ်ဒီအဆောင်ကပကင်ကနေမြို့သားတယောက်ရဲ့ရုပ်အလောင်းကိုပြန်ထုတ်ယူနိုင်ခဲ့တာဖြစ်ပြီးမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ ခုနှစ်တသမခုနှစ်အဆင့်ရှိအင်အားပြင်းကလင်းတန်းကြောင့်ပြိုကျခဲ့တဲ့ Sky Villa ဆောင်းကနေမေလ17ရက်အထိကလေးတွေအပါအဝင်အလောင်း120ကျော်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။မန္တလေးက Sky Villa, Engine Condo နဲ့ Great World Hotel တို့ပြိုကျတာကြောင့်လူအများပြားသေဆုံးခဲ့ရပြီးဒီကနေ့အချိန်ထိရှင်းလင်းရှာဖွေရေးတွေလုပ်လို့မပြီးသေးပါဘူးရှင်။ မင်းတပ်မြို့နယ်ကိုစစ်ကောင်စီက၃ရက်ဆက်တိုက်ပုံကျဲပြီးဆင့်ကွဲပေါက်တဲ့ cluster ဘုံတွေလည်းတုံးတယ်လို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမေလ၁၈ရက်မှာထုတ်ပြန်ပါတယ်။မေလ၁၈ရက်နေ့လည်း၁၂နာရီခွဲလောက်ကမင်းတပ်မြို့နယ်တိုက်နယ်အမှတ်၁ထဲကရွာတရွာကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ရမှာ cluster ဘုံတုံးတဲ့ထောက်ထားတွေတွေ့ရပြီးဘုံ၁၀လုံးလောက်ဟာရွာထဲနဲ့ရွာဝန်းကျင်မှာကြားရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ မေလ16ရက်မနက်9နာရီခွဲလောက်ကလည်းတိုက်နယ်အမှတ်1ထဲကိုလေကြောင်းကနေတက်ခိုက်ခဲ့သလို15ရက်နေ့ကလည်းဘုံကျဲလို့ပြည်သူ2ယောက်သေဆုံးပြီးအမျိုးသမီး10ယောက်နဲ့အမျိုးသား1ယောက်ဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းတိုင်းပလဲမြို့နယ်နွယ်အင်းရွာကိုစစ်ကောင်စီတပ်ကမေလ16ရက်နေ့လယ်တနင်္လာနေ့မှာလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်တွေအပါအဝင်ဒေသခံတွေထိခိုက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီလက်တက်ကဂျက်ဖိုက်တာနဲ့နွေအင်းကျေးပါအရှိပိုင်းအလဲပိုင်းနဲ့အနောက်ပိုင်း၃နေရာကိုဘုံတုံးလုံးကျဲချသွားခဲ့တာလို့ဒေသခံကပြောပါတယ်။ဘုံကျဲချလို့၃ယောက်ပွေချင်းပြီးသေဆုံးကဆေးုံရောက်မှ၁ယောက်ထမှန်သေဆုံးခဲ့တယ်လို့ဒေသခံရွာသား၁ယောက်ကပြောပါတယ်။နွေအင်းရွာဟာပလဲမျိုးရဲ့အနောက်ဘက်၃မိုင်အကွာမှာရှိပြီးပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့စုမိုးနယ်မြေတစ်ခုဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲအရက်သားတွေနေတဲ့ရွာတွေကိုကျဲသွားတဲ့အတွက် လူသေဆုံးထိခိုက်တာအပြင်လူနေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဒေသခံပြည်သူကကွေရဲတပ်ရဲဘော်တယောက်ကပြောပါတယ်ရှင်အနာသိစကောင်စီဟာပြည်ပနိုင်ငံကိုအလောက်ကိုင်ခွင့်လန်းအတွက်တွားရောက်လောက်ကိုင်မဲ့လူငယ်တွေနဲ့ခွင့်နဲ့ပြန်လာတဲ့အလို့သမားတွေကို ပြန်လည်ထွက်ခွာခွင့်မရအောင်ပုံစံမျိုးစုံနဲ့ကန့်သတ်မှုတွေလှုပ်ဆောင်နေပါတယ်။ဆွဲသည့်သတင်းပေးပို့ထားပါတယ်ရှင်။စကောင်စီအနေနဲ့ပြည်ပကိုလှုပ်သားအစ်စ်တွေတွားရောက်တာကန့်သတ်တာတွေရှိနေတယ်လို့ ပြည်ပကနေခွင့်နဲ့ပြန်လာသူတွေကိုပါထိန်းချုပ်ကန့်သတ်တာတွေကြောင့်ပြည်ပထွက်ခွာမဲ့အလို့သမားတွေအခက်တွေ့နေတယ်လို့သိရပါဗျ။အထူးသဖြင့်ပြည်ပအလို့ကန်အလို့သမားတပ်တွေကလက်မှတ် OWIC ကထုတ်ပေးတာကိုကန့်သတ်တာနဲ့အချိန်ကျန်ကြာတာတွေကြောင့်ပြည်ပထွက်မဲ့သူတွေအခက်တွေ့နေပြီးခွင့်ပြန်အလို့သမားတွေလည်းလုပ်ငန်းခွင့်အချိန်မီပြန်ဝင်မှုမမီတာကြောင့်အလို့ပြုတ်တာတွေလည်းကြုံနေရပါဗျ။အတက်လောက်ခွင့်လဲအခုချိန်ထိတိမ်လို့မရသေးဘူးဒါပေမဲ့အပြင်မှာတော့ AGC ကတဆင်မဟုတ်ဘဲနဲ့ပွဲစားတွေကနေပြီးတော့ မိမိအစီအစဉ်နဲ့မိမိတင်လို့ရတဲ့လူတွေရှိတယ်လို့တော့ပြောတယ်ခွင့်ပြန်နေလဲအပြင်ကနေပြီးတော့တင်လို့ရတဲ့လူရှိရှိတယ်လို့တော့ပွဲစားတွေကပြောတာပေါ့နော်ဂရုတွေထဲမှာတော့ Orange ကလောက်ခွင့်ဂရုတွေမှာဒါပေမဲ့အပြင်မှာတော့တကယ်ညီမတို့ငွေချင်းတွေမှာခွင့်နဲ့ပြန်လာတဲ့လူတွေလည်းပြန်ထွက်လို့မရတဲ့လူတွေအများကြီးပဲ Orange ကလောက်ခွင့်တင်လို့မရသေးတဲ့လူတွေရောတင်ထားပြီးတဲ့အဲပွဲစားနဲ့တင်ထားပေမဲ့လည်းတင်ထားပြီးတော့ကတ်ပြန်ကြမလာလို့ဟိုဘက်ကနေအလုပ်ပြုတ်သွားတဲ့လူတွေလည်းအများကြီးရှိရရှင်နိုင်ငံပေါင်းစွာပေါ့နော်ပြန်လာပြီးဟိုဘက်တတိယပြန်ပြီးတော့မဆောင်နိုင်တော့ဘူးဒီဘက်ကလည်းကတ်ကလောက်ခွင့်တင်ထားတယ်ဒါပေမဲ့ခွင့်ပြန်တဲ့ဟို Orange ကမရလို့တတိယ လုံးဝမဆောက်ပေးနိုင်လို့ cancel လုပ်ချပလိုက်တဲ့အလုပ်ပြုတ်သွားတဲ့လူတွေလည်းရှိရဲ။စစ်ကောင်စီကပြပကိုလောသမားဆေးလုတ်တာနဲ့ပတ်သက်လို့ agency တွေကနေတက်ဆိုင်ရာနိုင်ငံတစ်ခုချင်းအလိုက်တလားမှာအလုပ်ခေါ်စာတင်ရမယ့်ဥယျာဉ်ကို match လာကစပြီးကန့်သတ်ထားပါရယ်။ပြည်တွင်းမှာလောသားရှာပါမှုရှိနေတယ်လို့စစ်ကောင်စာကထုတ်ပြောထားပြီးပြပထွက်အလုံးလုံးမဲ့သူတွေကိုကန့်သက်ထိန်ချုပ်တာတွေပိုလွက်လာတယ်လို့ပြပလောက်ကန်အေဂျင်စီတွေကပြောပါတယ်။လုပ်ငန်းရှင်တို့ကိုစား DPP သတင်းထောက်ကပြောပြပေးမှာပါ။ ပြည်ပကိုထွက်မဲ့အလုသမားအလုံးပေါင်း4000ကျော်5000နီးပါးရှိတဲ့နေရာမှာအလုသမားဝင်ကြီးတက်လာပြီးနောက်ပိုင်းဖေဖော်ဝါရီ14ရက်နောက်ပိုင်းထက်ခွာခွင့်ကိုပိတ်လိုက်တယ်အခုချိန်ထိကိုမဖွင့်သေးဘူးဒါကြောင့်အလုသမားတော်တော်များများအောက်လန်းကနေသွားကုန်ကြတာအခုအသက်16နှစ်ကနေ35နှစ်အထိအမျိုးသားတွေအလုသွားလုခွင့်ကန့်တတ်ထားပြီးတော့ OWIC ကတ်ကြပြီးသားတွေလည်းထပ်မရဘူး AG စင်တွေအကုန်ဒုက္ခရောက်တာပေါ့အလုသမားတွေလည်းအကုန်ဒုက္ခရောက်တယ်ပတ်စံတွေလည်းခြေပြီးသွားပြီးအကုန်လုံးမပ္ပတာမြေလူဖြစ်နေပြီခွင့်ပြန်အလုသမားတွေပြန်လွတ်တာကိုလည်းလျှော့ထားတယ် OWIC ကပြုလုပ်ခွင့်တင်ပြထားတာတွေကို match လ20ရက်ကစပြီးအစီအစဉ်အလိုက်ပြုလုပ်ပေးမယ်လို့လောသမားဝန်ကြီးဌာနကကြေညာခဲ့ပေမဲ့ပြုလုပ်ခွင့်ကိုလောသမားရဲ့အတွက်နိုင်ငံသားချပေးခဲ့တာဖြစ်ပါတယ်။ပြည်ပကနေခွင့်ပြန်လောသမားတွေပြန်လည်ထွက်ခွာခွင့်မရလို့အချိန်မီလုပ်ငန်းခွင့်မဝင်ရောက်နိုင်တာကြောင့်အလို့သမားချို့အလုပ်လက်မဲ့ဖြစ်သွားသလိုလင်းလက်မဲ့အပါဝင်ငွေကြေးဆုံးရှုံးမှုတွေကြုံနေရတယ်လို့လည်းအလို့သမားတွေကပြောဆိုနေကြပါတယ်ကျွန်တော်ဇွဲသစ်ပါ ဒီပပယောမြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်